ကမောင်ကြီးမင်္ဂလာပါဗျ။ဟုတ်မင်္ဂလာပါ။ဥကမောင်ကြီးပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့အိန္ဒိယပြည်နောက်ဘက်ပေါ့နော်။ဂူဂျာတဲ့ပြည်နယ်မှာဒီလန်ဒန်ကိုလာမဲ့လေယာဉ်တစ်စင်းပေါ့။ခီးတဲ့240ကျော်ပါတယ်လေ။အဲ့လေယာဉ်တစ်စင်းပြတ်ကျသွားတယ်ပေါ့နော်။ဆိုတော့ဒီပြတ်ကျတာနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဟိုဗီဒီယိုရီကော့ကနှစ်ခုပဲထွက်တာပေါ့နော်။တစ်ခုကတော့ CCTV မှတ်တမ်းထွက်တယ်။နောက်တစ်ခုကဒီခီးတဲ့တူကဖုန်းလေးနဲ့ရိုက်ထားတာရှိတယ်။ဒီနှစ်ခုပဲကျွန်တော်တွေ့ရတာပေါ့။ ဆိုတော့ဒါနဲ့ပတ်သက်ရင်ကိုခမောင်ရေးရဒါ88သုံးကဒီလေတက်မှာ maintenance ပိုင်းပေါ့နော်လေပြုတ်ပြင်ထိန်းသိမ်းမှာတာဝန်ယူခဲ့ဘူးတဲ့ဟိုတက်ဖွဲ့ဝင်တဦးအနေနဲ့ဆိုတော့ဒီဒီဖြစ်ရတဲ့ပတ်သက်ပြီးတော့သုံးသက်ပေးဖို့ပေါ့နော်ဟိုဖိတ်ခေါ်တာပါအဲ့ဒီဟိုဗီဒီယိုကြည့်ပြီလားဗျအဲ့ဒီရုပ်တံနေอืมကြိုကြည့်ပြီပါကြည့်ပြီလေးညာကခုနပြောလို့ power loss ဖြစ်နေတဲ့အတွက် သူ runway ပေါ့အပြည့်အပြည့်ပြန် runway သုံးနေတယ် runway ကိုကမောင်ရေးတွက်တာကိုကမောင်ရေးလည်းဒီ power loss ပေါ့နော်ဒီကျွမ်းကျင်သူတွေသုံးတတ်တယ်လို့ပဲဟိုယူဆရတယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်အရင်ဆုံးလေဒါကိုကြည့်လိုက်အောင်ဒီဒီဒီ CCTV မှတ်တမ်းလေးကိုအရင်ကျွန်တော်ကြည့်လိုက်အောင်ပြည့်တယ်လေတွေ့ရအောင်နော်တွေ့ရလားဗျတွေ့တွေ့ဟုတ်မှလင်းလင်းလာပြီနော်လာပြီဟိုညာဘက်တောင်းမှာလာပြီอืม là tôi bi bi vì tôi cũng bi vì bi cho đại miền mai mà nó bé trên mà tôi biết chào vào rồi cái bi thì nè to lê ma chào con xe cô tơ xe sắt tê sắt nè sắt to sắt lê sắt nga sắt chào

အဓိကတော့ power loss ဖြစ်နေတယ်။ power loss ဖြစ်နေတဲ့ဒီပြည်လမ်းရဲ့အရှိကအဲ့လေသိရဲ့အိန္ဒိယလေသိရဲ့ပြည်လမ်းကိုကျွန်တော်ဟိုအချက်လက်ကြီးလိုက်လို့သူကပေ1000ကျော်။ Boeing 787လေးမြင်းသင်းကသူကလေထဲကိုပြန်သက်နိုင်မယ်ဒီပြည်လမ်းရဲ့အရှိကပေ1000လောက်ကျော်ရတယ်လေပေ1000လောက်။သူက ပြေးလန်းဒီဆိုပေါ့အဆုံးအထိပြေးတော်တော်လေးပြေးပြေးလန်းအဆုံးအထိသူပြေးလဲရတာလားအဲ့ပြချက်ပြန်ကြည့်အောင်အဲ့ဒါ flight reader မှာဖော်ပြထားတယ် flight reader တစ်ချက်ကျွန်တော်ကြည့်အောင်သူပြေးလန်းအဆုံးအထိရောက်သွားတယ်လားတစ်ချက်ကြည့်အောင်ရောက်သွားတယ်မတက်သေးဘူးမတက်သေးဘူးအော်တက်ပြီတက်ပြီဟောအဲ့အဲ့အဲ့နေရာလေးပြေးလမ်းအဆုံးကိုရောက်သွားလားပြေးလမ်းအဆုံးရောက်သွားတော့ဒီကတော့ကွာ အင်ဂျင်ကကောင်းကောင်းအလုံးမလုံးဘူးခဏတော့ပဲအလုံးလုံးလိုက်တယ်နောက်ပိုင်းကျတော့ဒီလေထဲကိုရောက်သွားတဲ့အချိန်ကျအလုံးမလုံးတော့ဘူးအင်ဂျင်ကကောင်းကောင်းပုံမှန်ဘရန်နဲ့အတွက်ပြဒီပြေးလန်းအဆုံးကြီးပြေးရအောင်ပြလိုအပ်တဲ့ဒီလစ်ဖို့ပြအောင်ဟုတ်ကအဲ့တော့ဟိုလင်းဒီတက်တဲ့ခါမှာကိုခင်မောင်တို့ကြုံမှုတာဒီဒီပြေးတဲ့ခါမှာဟိုအဆုံးထိရောက်လေရှိလားသူကတို့တုံးချိုးနှစ်ချိုးလားစသဖြင့်ပုံမှန်တက်တဲ့နေရာဘယ်လောက်မှတက်လဲသူကတော့ဒီဟိုပေါ့ အဲ runway ရောက်တဲ့အချိန်မှာသူက engine power ကိုသူကတင်ပြီးတော့သူကလေထဲကိုပြန်ဖို့အတွက်ကိုသူက power ကို engine power race လုပ်ပြီးတော့တက်ဖို့သူကပြင်နေ runway သူကနေဟိုပြေးတက်ရတာပေါ့ပြေးတက်ရတဲ့အချိန်မှာသူကအဆုံးထိပြေးနေရမလို့လေသူကငကိုရက်ထားတဲ့အချိန်မှာလေသူက engine ကဟိုဖြစ်နေလေသူကအချိန်ဟော accelerate ရောက်သူကအချိန်ယူနေလေအချိန်အချိန်ရပြီသူကလေတင်ပြေးလမ်းမို့သူကပြေးသွားပြေးသွားတဲ့အချိန်မှာသူကနေကွင်းရဲ့သူအသုံးတော်တော်ပြင်ရတယ် အခုကအဆုံးထိပြေးရင်သူနေရင်ကဒီရန်ဝေးအဆုံးထိကိုလိုအပ်တဲ့အချိန်မရတဲ့သဘောလားအဲ့လိုလားလိုအပ်တဲ့အချိန်မရတဲ့အတွက်ဟိုရန်ဝေးထိသူကအချိန်ရအောင်သူကပြေးပြီးတက်ရတဲ့သဘောမျိုးဖြစ်သွားတာပြီအဓိကတော့ပြစ်မှာမရလို့ပြစ်မှာအောင်သူကလိုအပ်တဲ့ပြစ်မှာအောင်မရတဲ့အတွက်ဒီလင်းပြေးတဲ့အဆုံးထိကိုပြေးလိုက်ရတာသူကအဲ့ဒါမျိုး တပိုက်လို့อ่ะအဲ့ဒီအချိန်နေမှာ तू အစုံးထိပြေးရပြီဆိုတော့သူ့ကိုယ်သူလည်းဟိုတိနေမှာပေါ့နော်တခုတော့လွဲနေပြီဆိုတော့ဘယ်ချိန်လောက်မှ तू อ่ะဒီဒီဒီလိုမျိုးချွင်းချက်ရှိနေပြီဆိုတော့ तू တိမလဲစတာထွက်တဲ့ချိန်မှာစတိမှာလားဘယ်ချိန်လောက်မှတိနေတာထွက်တာမို့ဒိမြန်ဆက်နိုးကြည့်ရဲ့ဟိုဆက်နိုးတဲ့အချိန်မှာဟိုတိလေဒါပေမဲ့ तू ကတော့အဲ့အဲ့တော့ခုနကကိုခင်ဗျားတို့က maintenance မှာလုတ်ခဲ့ဘူးတော့လင်းတစ်စင်းကတက်တော့မှဆိုရင် ဟိုအများတန်းစစ်ဆေးမှုတွေလုပ်ရတာလင်းကိုစစ်ဆေးရတဲ့သဘောသဘာဝရောဘယ်လိုရှိလဲအဲ့ဒါလည်းရှင်းပြပေးပါလင်းရကျွန်တော်တို့ဒီဥသာပေါ့လေးလက်မှနေတော့သူကလင်းရောဟိုသူကဒီ BFI ပေါ့ဗျာ Before Flight Inspection လင်းမပြန်ခင်မှာစစ်တာရှိရယ် No AFI After Flight Inspection No သူလင်းနေနိုင်ပိုင်းနဲ့ Alight ပေါ့ဗျာနိုင်900 Minor Inspection တို့နိုင်တထောင် Major Inspection တို့သူသက်ဆိုင်ရတာဒီအချိန် light ဟိုပြင်ဆင်ခြင်းတွေဖြစ်နေဗျာပြင်ဆင်ခြင်းတွေတော့ရတယ် လင်းကြက်ခိုင်မှုရှိအောင်လင်းရောပေါ့ operate လုပ်လို့ရအောင်သူကအဲ့လိုပုံမှန်စစ်သေးလေးရှိရည်အဲ့လိုပဲအဲ့လိုပဲဒီပိုင်းလောက်ပါလေလင်းမပြောင်းခင်မှာသူစစ်ကြည့်မှာပဲကျွန်တော်ဟိုတော့လေးရမှာတော့ဒီပိုင်းလောက်ကဒီလင်းမျိုးဆက်နှိုးကြည့်မယ်ဗျာနောက်ဒီတက်ဆိုင်ရဟိုပေါ့ဒီ air frame ဆိုရင်လင်းကိုရဲလို့တော့လျှက်စစ်တို့တော့ radio လို့တော့အဲ့မှာ instrument gauge ရှိအဲ့အရာတွေသူက 这这 g 啊！你们讲住，你们偏讲这种东西，比比什么帮那商店做事？哎 <noise>，这商店嘛，人家不讲，人家不讲作用，搞些饭不讲哪来啊？你这弄了这这讲不让我，这讲不得我啊！你，哎，老子要，人家怎么变，变变啊？啊！ ဟုတ်ပြီအဲ့တော့ဒီရက်ဖက်ဆိုလဲဒီဒီကျွန်တော်တို့ခရီးသည်တွေပါတော့ပို့ပြီးတော့ဒီလိုလင်းနေပို့စစ်မယ်ထင်တယ်ပို့ပြီးတော့စစ်ရမှာပို့ကူးဆိုင်မှာဒါပေမဲ့စစ်တဲ့အချိန်မှာ तू အစဉ်ပြေလို့ तू ထွက်တာပေါ့နော်အဲ့ဒီနေရာကိုဘလို့ဘလို့သုံးသက်ချက်ပေးခြင်းလဲကိုကမိုင်းနေစစ်တဲ့အချိန်မှာ तू โอเคနေမယ်ပေါ့ဒါတော့စစ်တဲ့အချိန်မှာတော့ကျွန်တော်ထင်တယ်တော့မဟုတ် okay တိုင်းဦးပြဘာလို့ဆိုတော့ okay ပဲဆိုရင်တော့ဒီလိုအစဉ်အချိန်မျိုးအထိဖြစ်မသွားဘူးလေဆိုဆိုရတဲ့အချိန်မျိုးအထိ သူကဒီလေမြန်းတော့ပြန်လို့အဆင်ပြေပါတယ်သူသုံးပြပြီးတော့ပြန်လိမ့်မလားသူစိတ်ပိုင်းဆိုင်ရာအရာလည်းကျင်လို့ထင်တာတော့အခုဒီထိခိုက်ထားဖို့ရမလားမသိဘူးအဲ့ကြသုံးပြချက်မိုင်းနဲ့မအောင်ဘူးပြန်လို့ဒါကျွန်တော်သုံးသက်တာဟိုပြုတ်ပြတာ coach ဘယ်လိုမဟုတ်ပဲကျွန်တော်အမြင်ပြုတ်ပြတယ်ခုနဟိုပြေးလန်းတခုဟိုတွေ့ရတာပြေးလန်းအဆုံးထိတွားလိုက်တယ်ဟိုကတခုလွဲနေဆိုတော့ကျွန်တော်သုံးသက်လို့ရတယ်အဲ့တော့အတက်မှာပေါ့နော်စတက်သွားတော့တက်သွားနိုင်တယ် အဲ့ဒီဟာကိုโอเคလားအဲ့ဒီပေါ်ပါပါပြောခြင်းလေကိုကမိုင်းဘယ်လိုတွေ့တယ်စအတက်လေးကိုကြည့်ကြည့်ပါအောင် तू အဆင်ပြေပြေတက်သွားနိုင်လားอืมစအတက်တော့ဆက်တချက်ကြည့်တချက်ကြည့်အမအဲ့အဲ့အတက်ကမှန်လားอืมအတက်မှာတော့ तू ကဘယ်လိုခေါ်မလဲဆိုတော့ဟို engine power ကို तू က acceleration လောက်အောင်အချိန်ညှင့်တင်ရအောင်ပြအဲ့လို ရှင်မြင့်ဒီအရှင်ရရအချိန်မှာသူကအဲဒီအေလွန်တို့ဒီဖလက်တူဝါတို့သူကငါးလိကီချတာအရှိကနေလာတဲ့ air flow တွေကအဲ့မှာသူကလုံးဝသူ့ရဲ့ air resistant ပေါ့ဗျာခုခံအားမရှိဘဲနဲ့ချောမွေးနဲ့တက်သွားတာပေါ့ဗျာလင်းရဲ့ဒီတောင်မပေါ်မှာသူကလေပြားမရှိဘူးသူကအဲ့လိုချထားတဲ့အတွက်အဲ့မှာလင်းရအဲ့မှာအသင်ပြေနဲ့သူကမပေါ်တက်သွားမှာသူအဲ့လိုအဲ့လိုနေထားပေါ့ဗျာတက်သွားတဲ့ဒီဂရီနေထားတော့ဟိုမှန်ပါလေ ဓိကတော့ဟိုပါဗျာထပ်ပြီးတော့သူက angle attack ကိုထပ်ပြီးတော့ချိုးရမယ်လေဟိုမှာဟိုစက်တီကိုစက်တီအဲ့တော့သူတက်သွားတဲ့ခါမှာတော့သူကအောင်မြင်သွားတယ်ပေါ့နော်အောင်မြင်သွားဘယ်နေရာမှာဘယ်နေရာမှာဟိုထပ်ပြီးသူဟိုကဖြစ်သွားတယ်အဲ့ဒါတစ်ချက်ကြည့်အောင်ပါကျွန်တော်ပြောပြကျွန်တော်မကြည့်နေတက်သွားပြီဘယ်နေရာမှာဟိုကဖြစ်နိုင်လဲတက်သွားတဲ့အချိန်မှာတော့ဒီဒီနေရာမှာရောအဲ့ဒီနေရာမှာလေမြန်းဟိုဘယ်လိုခေါ်မလဲဆိုတော့ ူ့ရဲ့ဒီအကဲအတက်ကိုချင်းရအောင်မလေးနေဥသောမှာ9ဒီဂရီရနေဥက10ဒီဂရီလို့ပါလို့အဲ့ဒီ10ဒီဂရီလို့ချင်းရမယ်အချိန်မှာ तू ကမချင်းနိုင်ဘူးဘိန်းလည်းမယုံနိုင်ဘူးဆိုလေအဲ့ဒီက तू ကဘိန်းရုပ်တယ်ဆိုရလဲအဲ့မှာ hydraulic power နဲ့ तू ဘိန်းကိုရုပ်ရတာ hydraulic control တွေလည်းလုံးမလုံးဆိုလေ power ဟောပြ power loss ဖြစ်နေပြီဘိန်းကိုရုပ်ရတဲ့အကြောင်းရင်းက तू ကရှိရတာလေဒီဒီ air flow တွေကို तू ကဒီ network ထိရတဲ့ air resistance ဖြစ်မယ်လေအဲ့ကြောင့်လေအချိန်နှေးမှာဖြစ်လို့ तू က ဘင်းကိုယုံပါတယ်ဟိုအဲ့လိုမျိုးသူကသူကအဲ့ဘင်းကိုလည်းမယုံနိုင်ဘူးဒရိုင်းဆက်ပြန်ပြီးတော့နောက်ဆုံးကျဒီအောက်ကိုပြန်ကြောက်သွားတယ်အဲ့ပါဝါလော့စ်ဖြစ်သူအဲ့တော့ကိုကမကြီးပြောသလိုခုနဒီနေရာမှာလောက်ရမှဟာ30ဒီဂရီလောက်ထောင်ပြီးထိုးတက်ရမယ်ဟုတ်တယ်ဘင်းလည်းသိမ်းရမယ်သူကနောက်ဆုံးအချိန်ကို तू ကဘင်းကမသိမ်းလိုက်နိုင်ဘူးနော်သူကစကြည့်မယ်ဆိုရင် तू ကအဲ့အဲ့မှာမတက်နိုင်ဘူးနော်တဲ့နေအဲ့အဲ့တိုင်းပဲပါရလာဖြစ်ပြီးသွားလိုက်ဘူးအေးပေါ့လေးကတပြေးတပြေးကြာသွားပြီတပြေးရမှာပြီးပြီဆိုတော့ အဲ့နေရာမှာဟိုကျွန်တော်မေးစရာရှိတာကိုခင်မောင်ရကခုနပြောတာဟိုအဲ့ဒီဟာမလုတ်လိုက်နိုင်ဘူးပေါ့နော်ထိုးတက်ဖို့ဆိုအဲ့နေရာမှာဖြစ်နိုင်ကြီးဟာဒီအင်ဂျင်ကအားမရှိတော့လားဒါမှမဟုတ်ခုနပြောတဲ့ဟိုအတောင်မှန်လေးအတောင်မှန်အပေါ်ပင့်ဖို့အတွက်ဟိုဖလက်လုတ်တာမကစားနိုင်တော့လားအတောင်မှန်ကြောင့်လားဆိုဘယ်ဟာဖြစ်ဖို့များလဲဒီအတောင်မှန်ကြောင့်မဟုတ်ဘူးဗျအဓိကအင်ဂျင်အင်ဂျင်အင်ဂျင်ပါဝါထုတ်မပေးနိုင်အင်ဂျင်ပါဝါထုတ်မပေးလို့ဟိုကနိုးဆက်လုတ်ဖို့ကိစ္စတွေလည်းမလုတ်နိုင်တော့ အဲ့ဒါမျိုးပေါ့ဗျအဓိက power loss ဖြစ်သွားတာအဲ့ဒီအဲ့ဒီချိန်မှာဆိုအဓိက engine ပြဿနာပေါ့အဲ့လိုပြောလို့ရမှာပေါ့ဒီပေါ့ engine ပြဿနာပဲ engine ကဒီ power ကိုထုတ်ပြီးတော့လေမြန်တင်းလေတွေကိုပြန်နိုင်မှုတွေလိုအပ်တဲ့ power ပြအဲ့ power လိုအပ်တဲ့ controller တွေဒီ engine က power နဲ့ထုတ်ပြီးရတာအဲ့အဲ့ဒီမှာ तू အားမရှိတော့ဘူး तू ကြာပြီဆိုအဲ့ကြာတဲ့အချိန်မှာရောဘာပြောနိုင်မလဲဖြည်းဖြည်းကြာသွားပြီ power မရှိရတဲ့အတွက်ဒီလေးရင် तू ကဟိုကမလုပ်နိုင်ဘူးလေလေးရင် तू ကဒီဟိုတော့ ပြမအားရောင်းမလုပ်ပေးနိုင်တဲ့အတွက်သူကကြာသွားကြာသွားတဲ့အတွက်ခုနပြောလို့ပေါ့ဗျာသူဗေးလေးမေးလေးခေါ်ပေမဲ့သူအရင်ပေါ်ထိုးစင်းမှုဟိုကသူ့အတွက်ကအချိန်ရမရှိတော့ဘူးဒီကလည်းမြစ်တူမှာလို့ဒေရောတွေပါလေတဲ့ကိုစင်းပြင်းပြဿနာမရှိဘူးအခုကလူနေရက်ွက်တင်ဟိုထိုးကြာသွားတဲ့အတွက်ဆိုတော့ထိမိခိုက်ပြီးတော့နေမြန်းမီးလောင်ပေါက်ပွဲသွားပြီအဲ့တော့ဒီဖြစ်စဉ်တစ်ခုလို့ပြန်ခြုံမယ်ဆိုရင်ဟိုခြုံကြည့်မယ်ဆိုရင်ခုနက မထွက်ခင်စစ်ဆေးမှုပိုင်းမှာတော့ okay လောက်မှထင်တယ်เนาะဟိုအဲ့တော့စထွက်တဲ့အချိန်မှာပြေလန်းအစုံအထိသွားတဲ့အတွက်အဲ့ဒီဈာမကိုပိုက်လို့ကတိလောက်ပြီပေါ့เนาะဟိုချိုးဝင်းမှုရှိနေပြီဒါပေမဲ့ तू ကပြေလန်းဟို तू ကပြေးနေရဖြစ်တဲ့အတွက်ရက်လို့တော့မရတော့ဘူးမဖြစ်မနေကိုတက်ရတော့မှာပေါ့အဲ့ဒါလို့ပြောမှာပေါ့เนาะအေးပါပြေလန်းတစ်ခုနောက်ခုနလိုစတက်တဲ့အချိန်မှာတော့ okay တယ်ဒါပေမဲ့ခုနလိုထောင်ပြီးတော့တက်ရမယ်ရော့ကက်လို့တက်ရမယ်အချိန်မှာ तू မလုံနိုင်တော့ဘူးဘိန်းလည်းမသိနိုင်ဘူးအဲ့ဒီမှာစပြီးတော့ စက္ကန့်ပိုင်းအတွင်းမှာဖြစ်သွားတာပေါ့နော်အဲ့တော့ဟို maintenance မှာလုပ်ခဲ့တဲ့ကိုကမောင်းနေနဲ့ဘလို့နှစ်ချုပ်သုံးသက်ပေးမလဲဒီဒီလေပြတ်ကျမှုနဲ့ပတ်သက်ပြီးနှစ်ချုပ်သုံးသက်ခြင်းတော့ဒီလေးမျိုးတစ်သိန်းရဒီထဲမှာပြန်ပြီးပိုင်းလုံးကသူ့လက်ထက်မှာရှိရသူကသက်ဆိုင်ရဒီဥစ္စာပေါ့ဒီဟိုဘောအင်ဂျင်ဆိုအင်ဂျင်ပေါ့ဗျာ airplane ဆို airplane လင်းကိုလေပေါ့ဗျာဒီ reuse ဆို reuse control ကောင်းကောင်းဒီလေးသိန်းနဲ့လမ်းစကားပြောကြည့်လို့ရတယ်အဲ့လိုမျိုး reuse ကောင်းကောင်းနောက် instrument gauge ဒီပုံမှန်အလုံးမလုံး အကောင်လုံးကသိသိကြည့်ရတယ်။ तू ကမကြိုက်ဘူးသူရင် technical problem ဖြစ်လာပြီသူရင်မကြိုက်ဘူးသူလင်းမပြန်မှုသုံးပြက်လို့ရတယ်ပိုင်တော့အဲ့ဒါသူအနေနဲ့ကခုနပြောသူလိမ်မြောင်ဒီစက်နိုးစမ်းတက်ကြည့်ရတယ်သူသိမှာပဲလေ။ဒါပေမဲ့သူ့ရဲ့သုံးပြက်ချက်ဒီဟာသူပြန်လိုက်တာဟုတ်သူအနေနဲ့ဟောဒါဒီလိမ်မြောင်နဲ့တော့ပြန်နိုင်မယ်လို့ယူဆပြီးတော့ပြန်လိုက်တယ်။ဒီလိမ်မြောင်ရဲ့အခြေအနေကနောက်ဆုံးအခြေအနေဒီဘလို့ အခြေအနေဖြစ်လဲဆိုတာဒီ private record ရရင်တော့သိသိတော့သိရမယ်လေဒါပေမဲ့ pilot ကမီဒီနဲ့ဟီဘောပေါ်ထားပြီးပြီတကယ်လို့ဒီ place voice ဥစားပေါ့ copy voice recorder သိရင်တော့လေမြန်ရဲ့အခြေအနေကိုတော့သိစို့ထပ်သိရမှာပေါ့ကံကောင်းထောက်မှဆိုတာပဲဘလို့ပဲဖြစ်ဖြစ်ဒီလူ240ကျော်မှာတယောက်ကတော့ ဟိုအထိကိတ်တန်ရနည်းနည်းနဲ့တကယ်ကိုအသက်ရှင်တာတော့တကယ်ကန်ထူးရှင်လို့ပြောရမယ်ဒါလည်းဟိုဆိုးရရပေါ့နော်တကယ်ထူးကြတဲ့ဟာတကူဒီလူ142ယောက်မှာလူတယောက်ပဲအသက်ရှင်တယ်ဆိုဒီလူကဒါကန်တော်တော်လေးကိုကုသဝံကောင်းနေကန်ထူးရှင်ပဲလေအဲ့ဒါမျိုးသူလည်းခုနပြောလေမြန်းကဒီဥသာပေါ့လုံးဝပေါက်ကွဲသွားတယ်ဆိုတော့အဲ့ရှားတယ်မှာသူကဟောပေါ့တိမိမခိုင်းမိအောင်သူကသူ့ကိုကာပေးထားတာပေါ့ဗျာ မီးလောင်ပေါက်ကွဲမှုတွေပံပေါက်ကာလာပါဘူးဗျာသူမျက်နှာမှာတော့ဒဏ်ရာလေးကိုတွေ့တယ်ပေါ့ဟုတ်ပြီကိုကမောင်ကျေးဇူးတင်ပါတယ်အခုဒါအိန္ဒိယလင် ပြက်ကြနဲ့ပတ်သက်ပြီးကိုနားလေလောက်ပန်းအခုလို့ဖြစ်နိုင်ကြရှင်းပြရတဲ့အတွက်ကျေးဇူးတူတင်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါ